ာရေးဆရာကြီးဒူဝင်ရဲ့ကိုသင်ချိုင်းတန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရယ်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှဖွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းချအရှင်သာတရိမမူခဲ့တဲ့ဖြင့်သာတိရိပြတ်ကွန်ပေါ်တွင်အထင်သေးခဲ့ခြင်းဖြစ်ကြောင်းမှာယပန်နိညာကကျွေအန်ဝိုင်းတွင်တိရိပြတ်ကွန်အားတမိန်ဆက်ကဘောလက်သုံးတော်ဓာဖြင့်ခုတ်ပိုင်းရန်စူးစမ်းခဲ့စဉ်ကတမိန်ဆက်ကောရဓာချက်ကိုတိရိပြတ်ကွန်ကိုယ်တိုင်ခုခံတွန်းလှန်ခြင်းမပြုရဘဲ မင်းစီသူရဲ့တင်ခနုတ်ပတ်တိညာနဲ့လက်နက်ကိုအသုံးမပြုဘဲလက်တပြက်အတွင်းခုခံတွန်းလန်ဖြိုဖျက်နိုင်ခဲ့လို့ဒါချက်ကိုရှောင်လွှဲနိုင်ခဲ့သည်သာမကတမိန်ဆက်ကိုဂင်ထားတဲ့လက်မောင်းရုပ်ကိုပင်ထပ်ပိုင်းကျိုးခဲ့ရသည်မှာအရှင်သာမြင်ခဲ့ရပြီဖြစ်ပါလားသီရိပြက်ကွန်ကရှင်းပြလာရာပညာအိမ်မှာသီရိပြက်ကွန်ဤလက်ရောရည်ရောနှလုံးရည်ကိုပါလေးစားတဲ့ထက်လေးစားလာပေသည်ဘုံမင်းသီရိပြက်ကွန် သင်အားယခုချိန်မှစာရွေမိတ်ဆွေစင်မိတ်ဆွေမန်ဖြစ်နေအတိမပြုပြစေကျွန်တော်ပေါ်တွင်လဲသွေရင်တိုင်းရင်လိုသဘောထားပြီးဆောင်ရှောက်သွားဖို့တောင်းပန်ပြစေမိတ်ဆွေစင်မိတ်ဆွေမန်ဟန်ဆောင်ပြီးနောက်ကျတော့ဓာတ်နဲ့ထိုးရန်ကြံစီခဲ့သောရန်သူများကို၎င်းတို့ရဲ့ငခုဇာတိရုပ်ပေါ်အောင်ဖော်ထုတ်ပြီးထိုးရန်သူများရဲ့လောင်းရိပ်အောက်ကနေကဲတင်ခဲ့တဲ့ဂျေဇုကိုမိပြောက်၍ရနိုင်မှာမဟုတ်တော့ပါ ဘုံမင်းတီဖြတ်မွန်တီဓာရီလှရင်နဲ့စစ်ချီစစ်တရရင်သူမတူအောင်ကျွမ်းကျင်လိမ်မာသူဖြစ်ကြောင်းသိရပါသဖြင့်ဓာရီလှရင်အတက်ပညာများကို သင်ကြားပို့ချပေးရန်တောင်းပန်ပါတယ်။ပညာအင်ကတိုးရှိုးတောင်းပန်လိုက်သည်။ဤအတွက်စိုးရင်တော်မမူပါနဲ့အရှင်သာ။အရှင်သာသာဤအတက်ပညာများကိုတက်မြောက်လိုသောစိတ်ဆန္ဒပြင်းပြလင်းလွယ်လွယ်နှင့်ပင်တက်မြောက်နိုင်ကြမှာ။ဓာရီလှရင်တော်မကယောက်ျားကောင်းတို့တက်အပ်တဲ့ 38ရက်တော့အတက်များကိုပါတင်ကြတက်များလို့တဲ့ဆန္ဒပြင်းပြလျက်ရှိပါတယ်။လုံလောဆယ်အပြင်တမိန်ဆက်ကဘောထံမှာလဝိရဲ့နာပြန်လည်ရရှိရေးအတွက်မိတို့မိဘုံအေးအေးယူဆောင်ရက်တင်ဒီကိုကောင်းမြတ်တဲ့အချမ်းဉဏ်များနဲ့ချီးမြှင့်စေလိုပါတယ်။လဝိရဲ့နာများပြန်လည်ရရှိဖို့အတွက်တိတိပြတ်ကုန်ကိုယ်စွမ်းရှိသည်များဉာဏ်စွမ်းရှိသည်များကြိုးစားပါမယ်။ဒီအတွက်စိုးရိမ်တော်မမှုပါနဲ့။တိတိပြတ်ကုန်ကရဲရဲကြီးအာမခံလိုက်ပြီ။ ဒီစကားကြားရတာစိတ်နှလုံးချမ်းမြေလာပါတယ်။ယခုချိန်ကစပြီးကျွန်တော်ကိုမိတ်ဆွေရင်းလို့သဘောထားပါ။သွေရင်သားရင်းလို့သဘောထားပြီးစဆာရရာတွင်တင်ဆုံးမှာပါ။ကဲစကားပြောလို့တော့ကောင်းပါတယ်။အရှိစီကနေဝင်းတောင်ထွက်ဖြူစာပြုတ်လာပြီ။ခီးဆက်ကြပါစို့လား။ပညာအိမ်မှာလက်ဝဲရနာအတွက်အမတော်နဲ့မျက်နှာချင်းဆန်ရန်ရင်းနေလာခဲ့ရမှာဒီဒီပြက်ကွန်ဤစကားများကိုကြားရသဖြင့်ရင်းထဲတွင်ပေါက်ပါသွားတာက အမတော်နှင်းကေတရာပွဲကံခင်စောမေထံအမြန်ဆုံးရောက်လို့ဒီဆန္ဒများဖြစ်ပေါ်လာသည်ဖြင့်ခီးဆက်ရန်ပြောလိုက်ခြင်းဖြစ်ပေသည်ကုန်းမြေပေါ်မှနေပြီးစင်ချေလျှောရှိရာသို့ကြည်လိုက်ရာ မင်းစီသူနှင့်မြင်းစီကျော်မင်းဒေဝတို့သည် စင်ချေလျှော၏ခြေရင်တွင်ရပ်တန့်၍ဗညာအိမ်နှင့်တိတိပြတ်ကုံတို့အားစောင့်ကြနေကြသည်ကိုမြင်ရပြီးတော့သည်ဗညာအိမ်နှင့်တိတိပြတ်ကုံတို့သည်မင်းစီသူနှင့်မင်းဒေဝတို့ရပ်တန့်စောင့်ကြသည်နေရာသို့ စင်ကြီးလျှော်တိုင်းတစ်ဖြည်းဖြည်းလာခဲ့ကြရမှာထွက်ပြူစာနေမင်းဤရောင်ချီအောက်တွင်အိတ်တန်းမှဆင်းလာကြပြီးကိုစီကွန်ကတဘာဝအလျောက်အဆရှာထွက်လာကြသည့်ငှက်မောင်နှံတို့ဤဒါရသောကျူးရင်တန်များကိုကြားရသောအခါပညာအိမ်မှစိတ်ကြည်နူးတစ်ထက်ကြည်နူး၍လာပေတော်သည်မန်မာနာလွှမ်းမိုးခဲ့သည်ဖြင့်ခက်ထန်ကြမ်းကြုတ်ခဲ့သည့်ပညာအိမ်ဤမျက်နှာမှာလည်းကြည်လင်ရွှင်လန်းသည့်အသွင်ကိုဆောင်လျက်ရှိနေပေသည် တမိန်ဆက်ကဘောတော့လက်မောင်းရိုးကျိုးတာတဲ့အတွက်ရုတ်တရက်တော့ကျွန်တော်တို့ကိုရန်တုံမူနိုင်မှာမဟုတ်ဘူးဒီတော့တွင် ကျွန်တော်တို့ကိုတမိန်ဆက်ကဘောနဲ့ဓာချင်းရှင်ပြိုင်နိုင်အောင်ဓာရည်လန်ရည်တက်ပညာကို သင်ကြားပို့ချပေးစီလိုပါတယ်ကိုသိန်းဆိုင်တန်တာရဲ့အစွမ်းတက်တီကိုပါအခါခွင့်တင့်တဲ့ကံလက်တွေ့ပြသစီလိုပါတယ်စင်ကြီးလျှောတိုင်းတပြေးပြေးဆင်းလာရင်ပညာအိမ်ကထက်လောင်းရေတောင်းမှန်လိုက်ပြန်သည် မကြမီမင်းစီသူနှင့်မင်းဒီဝါတို့ရက်ဆောင်နေသည့်နေရာသို့ရောက်ရှိလာကတယောက်ကခရီးဆက်၍နှင်လာခဲ့ကြပေရာစွန်းကန်ဝင်ကျင်းလောက်တွင်စောင်းတုမြို့တွင်သို့ဝင်မိကြပေတော့သည်မင်းစီသူနှင့်သီရိပြတ်ကွန်တို့ကဝဲရာခြံရန်၍နောက်တော်ပါမှ မြင့်စီကျော်မင်းဒီဝါလိုက်ပါလာကမြို့ရင်းသို့မြို့သားလောက်ပညာအိမ်ဝင်လာသည်ကိုမြင်ရသောအခါမြို့သူမြို့သားများမှဝန်တာအာရစီးကြိုနေကြသည်ကိုမြင်ရပေတော့သည် အမတော်နှင်းကေတရာဘွဲ့ကံခင်စောမင်မလည်းမြို့သူမြို့သားများထံမှတဆင့်မောင်တော်ပညာအိမ်ရွှေမြို့တော်ပြန်ရောက်လာသည်ကိုကြားရသဖြင့်အိမ်တော်ဝင်းအတွင်းသို့ထွက်၍မောင်တော်အာစီဂျိုနေသည်ကို တွေ့ရပေ၏တိတိပြတ်ကုန်နေအတူမောင်တော်ပညာအိမ်ပြန်ပါလာသည်သာမကပညာအိမ်မျက်နှာမှာကြည်လင်ရွှင်ပြလျက်ရှိသည်ကိုမြင်ရသောအခါအမတော်နှင်းကေတရာဘွဲ့ကံခင်စောမင်မအတိုင်းမသိဝင်းမြဝင်းသာဖြစ်၍သွားပြီးတော်သည် အောင်တော့ပြဲလာပြီမတော့ပြန်ဝန်းတာတော့မူလိုက်တာနင်းကေတရာခွဲပြန်ခင်ဆုံးမယ်သည်မောင်တော်ပညာအင်အားပြပြသလဲစီးကြိုလိုက်သည်အတန်ကိုချမ်းရသောအခါဒီဒီဖြတ်ကွန်မှာအလိုလိုပီတီတောင်းနာတာဖြစ်၍သွားပြီးတော့သည်ဘယ်သူမှအောင်မြင်စွာထမ်းရွက်နိုင်လိမ့်မယ်လို့တခင်မှမမျော်လင့်ခဲ့တဲ့ခက်ခဲနေနေတဲ့တာဝန်ကြီးကိုစစ်တီတော်ကြီးကအောင်မြင်စွာထမ်းရွက်နိုင်ခဲ့ပြီပေါ့နော် ကြာမျိုးစုံပွင့်ဖူးချိန်တင်းလျက်ရှိသောကြည်လင်စိမ့်လက်သည့်ရေကန်တော်တွင်၌ကုလူမြူးတူနေကြသည့်ငါးတတ္တဝများအားပပောက်စုများကိုငုံ၍စာကျွင်းရင်းမိမိအနီးတွင်ခြေစုံရက်၍ခါးစားနေသောအညတရာစစ်သည်တော်သီရိပြတ်ကွန်အားဆောင်းတုမြူစာကြီးတမိဦးရနာနင်းကေတရာဖွဲ့ကန်ခင်ဆုံးမဲ့သည့်ရေကန်တော်တွင်ရှိစစ်သည်တော်၏အရေးကိုကြည့်၍တာယာသောအတန်ဖြင့်မိန်တော်မူလိုက်သည် သီရိပြတ်မောဖို့ဘာမဆွေလွဲပါလဲစူးစားရင်ဖရားပင်ဖြစ်နိုင်သေးကြောင်းရှောက်တွင်ကဲဝူဒီကိုသတိပြုဆင်ခြင်တော်မူပါသီရိပြတ်မောကတည်ငြိမ်သည့်အိန္ဒြေဖြင့်တခွန်ချင်းရှောက်တင်လိုက်သည်စစ်တီတော်ကြီးကြွားလုံးကြီးခဲ့သည်ကိုသခင်မသတိမေ့လည်မည်မထင်ပါနဲ့ခေစောမေကပြန်လဲခြေပရင်ပပောက်စုပ်တစ်လုံးကိုခြေမှွှားပြီးရေကန်တော်အတွင်းသို့ကျဲလာရာငါမြဝိုင်းအောင်ပြီးတွတ်နေကြသည်ကိုမြင်ရပြီးတော့သည်သီရိပြတ်မောမှာ ရေကန်တော်တွင်ရှင်ငါးများကိုမမြင်ပဲငါးများကိုစားကျွေးနေသည်နင့်ကေတရာဘွဲကန်ခင်စောမယ်ယူပါယုံကိုသာအာယုံဆိုင်တည်းရရှိပေသည်တမိန်ဆက်ကောရဲ့ရုပ်မှဆင်းလဲတဲ့အချမ်းစီကိုမောင်တော်ပညာ၏မြဝါထင်တင်တိမြင်လာအောင်စစ်တီတော်ကြီးဖောက်ထုတ်နိုင်ခဲ့တယ်လို့မောင်တော်ထံကနေတဆင်သခင်မှကြားသိခဲ့ရတယ်။လူရုပ်မှတမိန်ဆိုင်ဘောရဲ့ကောက်ချစ်ဆင်းလဲတဲ့အကြံစီပြုမှုကိုဘယ်ပုံဖန်ဤဖောက်ထုတ်ခဲ့တယ်လဲဆိုတာသခင်မှစဉ်းစားလို့မရဘူး။ စိတ်ပင်ပန်းခံပြီးစဉ်းစားတော်မမူပါနဲ့စိတ်ပင်ပန်းခံပြီးစဉ်းစားတော်မမူစေလို့ရင်စစ်တီတော်ကြီးရှင့်ပြစမ်းပါလားတခင်မတိခွင့်ရှိရင်တိပြစေခင်စောမေကမပွင့်တပွင့်ပြန်မေးလိုက်သည်တခင်မရဲ့မေကွန်းကိုတိတိပြတ်ကွန်ကဖြေဆိုရန်မလွယ်ကူကြမှာဒါလောက်ခက်ခဲနေနေတဲ့တာဝန်ကြီးတစ်ခုကိုလွယ်လွယ်ကူကူနဲ့အောင်မြင်စွာထမ်းရွံ့နိုင်ခဲ့တာတခင်မဖြစ်အန်အောလို့ကိုမစုံဘူးတမင်ဆက်ကောလို့လူတကာရဲ့ မြတ်ဗုံးမွေးပေါ်မှာစင်ကျင်ရှောင်လာခဲ့တဲ့လူရုံးမှတယောက်ကိုသူ့ရဲ့ကောက်ချစ်ဆင်းလဲတဲ့အချင်းအချင်းတွေဖုံးကွယ်မထားနိုင်အောင်ပေါ်ထုတ်နိုင်တဲ့စွန့်ရင်တတိကတာမင်ညာစွန့်ရင်တတိတော့မဟုတ်ဘူးတမင်ဆက်ဘောရဲ့ကောက်ချစ်ဆင်းလဲတဲ့အချင်းအချင်းတွေကိုပေါ်ထုတ်နိုင်ုံသာမကဒါဆုံးတရားချင်းပါချင်းမပြုတ်နိုင်ပဲအညံ့ခံရှုံးပေးရအောင်စွန့်ဆောင်နိုင်တဲ့တတိကိုတခင်မှချီးကျူးလို့မကုံနိုင်ဘူးနင်းကေတရာအဖွဲ့ကခင်စောမဲကရေကန်တော်တွင်ရှိငါးတတ္တဝါများကိုကြည်တယ်လို့လို့နင်း တီတိပြက်ကွန်၏အရိတ်ကိုအရေတရေကြည့်ရင်တီတိပြက်ကွန်၏စွန့်ဤတက်တီကိုချီကျူးနိုင်လေသည်အံ့ဩချီကျူးစရာမဟုတ်ကြမှာလူလောကအကြောင်းတွေ့ကြုံများတဲ့တီတိပြက်ကွန်ဖို့အရေးပြရင်အကောင်ထင်ပြီးဖြစ်ကြောင်းမှာအချားမြည်သူတူတယောက်များပေါ်ထုတ်ခြင်းကမစွန့်နိုင်နဲ့လူရုံမှာသမိန်ဆက်ဘောရဲ့ပတ်ဆက်တဲ့အကျင့်အကြံတွေကိုစစ်တီရောကြည့်မြည်တို့မြေပုံလွမ်းနေတကူဖော်ထုတ်နိုင်ခဲ့ဒီကိုသခင်မသိပါရစေ။ မွေမွေချင်းချင်းမြင်သည်ဆိုသည့်စကားအရကျွေရန်ကစားရာမှာတမိန်ဆက်ကောကကလိန်စီညံ့စင်ပြီးတခင်မရဲ့မောင်တော်ဗညာအိမ်ကိုမတရားအနိုင်ယူနေတာကိုတီတိပြတ်ဝင်ရဲ့ဆုရှထက်မြက်တဲ့မျက်လုံးတွေကကွက်ကွက်ကွင်းကွင်းမြင်နိုင်စွမ်းရှိလို့လွတ်လွတ်ကူကူပေါ်ထုတ်နိုင်ခြင်းဖြစ်ကြောင်းမှာတီတိပြတ်ဝင်ကအဖြေပေးလိုက်ရာနိဂေတရာပွဲကခင်စောမယ်သည်ရေကန်တွင်ရှိတီတိပြတ်ဝင်၏အရေးကိုလှမ်းကြည့်နေရမှာ မိမိနေတွင်ရက်နေသောတီရီပြက်ကွန်ဖက်သို့ချီလိုက်သည် မွေးကုန်မွေးချင်းခြေကိုမြင်သည်ဆိုတဲ့စကားအရစီတီတော်ကြီးကတမိန်ဆက်ကောလိုပဲအကြံပတ်ဆက်သူဖြစ်တယ်လို့ဆိုရရောက်ပါသလားစီတီတော်ကြီးကတမိန်ဆက်ကောလိုပဲကောက်ချစ်ဆင်းလက်သူဖြစ်တယ်လို့ဝင်းခံရမရောက်ပါသလားလူတို့ရဲ့အတွေ့မနောကမျက်နှာပေါ်မှာပေါ်လွင်နေရပါတယ်တီရီပြက်ကွန်ရဲ့မျက်နှာကိုကြည့်ပြီးကောက်ချစ်ဆင်းလက်သူဟုတ်မဟုတ် ရုံမှာပတ်ဆက်သူဟုတ်မဟုတ် အဆုံးဖြတ်ပေးတော်မူပါသီရိဖြတ်ကုန်သည်အယောင်တက်လက်လက်ထွက်နေသည်ဟုထင်မဲ့ရလာအောင်ကြည်လင်တောက်ပြောင်သည်မျက်လုံးဆုံးဖြင့်နိဂေသရာ၏မျက်နှာကိုစိတ်စီခြင်းအဖြစ်ပေးလိုက်ရာနိဂေသရာဖွဲ့ကန်ခင်ဆုံးမည်သည်သီရိဖြတ်ကုန်၏မျက်လုံးတံကို မခံနိုင်သည်ဖြင့်မသိမသာမျက်လုံးအားချလိုက်ပြီးရေကန်တော်တွင်သို့ပေါက်ပေါက်ဆုံများကိုခြေချလိုက်ပြန်သည်ပပောက်စုံများကိုဝိုင်းအောင်ပြီးတွက်နေကြသောငါးများကိုမျက်မှောင်ကြောက်ရခြင်းမသိမသာတက်ပြင်းချလာသည် ဒါပဲပြောပြောမောင်တော်ပညာရင်အမြင်မှန်ရသွားပြီးရန်သူမှန်းသိသွားအောင်ကျိုးပန်းဆောင်ရပေးတဲ့စစ်တီတော်ကြီးကိုတခင်မအတိုင်းမသိကျေးဇူးတင်ရှိပါတယ်။ဒီစကားကြားရတာဒီတန်နဲ့ဗဏ္ဍများရင်နာကိုလက်ခံရရှိတာထက်ပင်ဝန်သာပီတိဖြစ်ကြောင်းမှာမောင်တော်ပညာရင်ရဲ့ပြောစကားရဆိုရင်တော့လူရုပ်မှာတမိန်ဆက်ကောဒံရအပြင်းထန်ရသွားကြောင်းတခင်မကြားသိရတယ်။ဤစကားအမှန်မင်းဖြစ်ပါသလား။ သူ့အကုသိုလ်နဲ့သူခံသွားရခြင်းဖြစ်ကြောင်းမှာဒါရတော်ပြင်းထန်ပါသလားလမောင်းယိုကျိုးသွားရုံနဲ့မှာလမောင်းယိုလက်ဖက်စလုံးကျိုးသွားရင်ဘူကောင်းမယ်ဒါလောက်ရုံမာတဲ့သူကိုချေရောလက်ပါရိုက်ချိုးပြဖို့ကောင်းတယ်ခင်စောမယ်ကအခဲမကျင်နိုင်သည့်အမှုရာဖြင့်ပြန်ပြောလိုက်သည်တခင်မသည်မိမ့်မသားပင်ပြင်လင်ကစားဒေါသအာဃာတရားရှိထားပြီးရန်ညှို့ဖွဲ့တဲ့သူပါကလား တီတီပြန့်ဝင်ကမချုံမချင်မျက်နှာသာဖြင့်မထီတထီကလေးလိုက်သည်ရံညိုးဖွဲ့တတ်တဲ့သူလို့ဆိုခြင်းဆိုတမိဆက်ကောလို့အကျံပက်ဆက်စကောလောင်မှစောင့်မနေတဲ့လူယုံမာတွေကိုတခင်မဆတ်ဆုပ်ယွန်းရှာတော်မူတယ်ဆတ်ဆုပ်ယွန်းရှာတော်မူတဲ့အတွက်တမိဆက်ကောရက်ကောက်ချစ်ဆင်းလိုက်တဲ့အချစ်ဂျန်တွေကိုဖော်ထုတ်ခင်တာကိုတခင်မဝင်းမြဝင်းတာဖြစ်တယ်မင်းသားကောင်းဆောင်ထားတဲ့ဘလူးကိုအဆွဲပြူးပြူးနဲ့ငကိုရုပ်ပေါ်အောင်ဖော်ထုတ်နိုင်စွမ်းရှိတဲ့စစ်တီတော်ကြီးရဲ့အည်သွေးတွေကိုလည်းတခင်မ အံ့ဩလို့ကိုမကုံနိုင်ဘူးရက်ဆက်ကြမ်းကြုံလာလို့သူ့မျက်နှာကိုပင်မော်ပြီးမကြည့်ဝင်အောင်လူတိုင်းကြောက်ဒုတုံခဲ့ရတဲ့လူရုပ်မှာသမိန်ဆက်ကဘောကိုရယ်ရယ်ကူကူနဲ့အနားယူလာနိုင်ခဲ့တဲ့စွန့်ရင်တက်တီကိုတခင်မှချီးကျူးလို့မကုံနိုင်ဘူးတီရီပြက်ကွန်အားအပြောသမားဟုထင်မှတ်ခဲ့တဲ့ပြင်အံ့ဩစရာမဟုတ်ဒီကိုအံ့ဩပြီးချီးကျူးစရာမဟုတ်ဒီကိုချီးကျူးနေခြင်းဖြစ်ကြောင်းမှာအပြောကိုလက်တွေ့အကောင့်ထဲဖော်နိုင်တာကို တွေ့ရတဲ့အခါတီရီပြက်ကွန်အပေါ်မှာ တကင်းမသဘောထားပြောင်းလဲသွားမှာဖြစ်ကြောင်းမဆွမ်းကပင်လျှောက်တင်ခဲ့ဘူးတာကိုတတိယဆင်ခြင်တော်မူပါလူပြောမတန်လူတန်မပြောဆိုတဲ့စကားရှိတော်လဲလူတန်ပြောတာကိုတကင်းမမမြင်ဘူးသေးလို့သီရိပြတ်ကောင်အပေါ်မှာအထင်သေးခဲ့ခြင်းဖြစ်ကြောင်းမှာအိမြအောင်နဲ့ချီကျူးစရာဂုံယူစရာမဟုတ်သေးပါอืมตีรีဖြတ်ကမောတီရီဖြတ်ကမောအညတရာဆိုတဲ့စကားတကွန်ကြမ်းသေးကြမှာ တိတိပြတ်ကွန်ကသတိပေးတယ်လို့လို့နင်းပြောလိုက်ရခင်စောမယ်ဒီရည်ချင်းတယ်လို့လို့ဖြစ်သွားတဲ့ပြင်မသိမသာပြုံးလိုက်သည်ကောင်းလာပါပြီအညာတရာစစ်ပြီးတော့တိရိပြန်ကမုံကိုတခိမမေးစံပြစီအညာတရာစစ်ပြီးတော့တိရိပြန်ကမုံဟာလူလောကအကြောင်းအတွေ့အကြုံဘုဒ္ဓတာများသူဖြစ်၍လူကဲခတ်တဲ့အကြောင်းစောစောကရှောက်တင်သွားသည်ကိုတခိမနားနဲ့ဆက်ဆက်ကြားခဲ့ရပါတယ်လူကဲခတ်ကောင်းသူဖြစ်သည်နည်းအညီ မောင်တော်ပညာရင်ရဲ့ပြောစုပြုမှုများကိုလေလာတုံ့တက်ပြီးလူကဲခတ်စီလိုတယ်။မောင်တော်ပညာရင်ရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီးအညာတရာစစ်တီတော့တီတီပြက်ကမွန်ပတ်လို့အကဲခတ်လို့ရပါသလဲ။ခေစောမေကမောင်တော်ပညာရင်ပေါ်ရင်တီတီပြက်ကမွန်ထားရှိသည့်သဘောထားကိုသိလို့သဖြင့်မိကုံးထုတ်လာခြင်းဖြစ်ပေသည်။စိတ်ထားမွန်မြတ်တဲ့နတ်ရွာဆံမြို့သားကြီးရဲ့တားတော်ဖြစ်သည့်အပြင်နှလုံးသားဖြူစင်သည့်အမတော်ရဲ့မောင်တော်ပါဖြစ်သည့်ဖြင့် ။အာကမဲတော်နဲ့မတော်ရရဲ့မွေးနေ့ကိုဆက်ခံနိုင်တဲ့စိတ်ထားမွန်မြတ်ပြီးနှလုံးသားဖြူစင်သူတယောက်ဖြစ်ရမယ်လို့အကဲခံရကြောင်းမှာတွေ့ကြုံဘူးသူတာများပြီးလူကဲခက်ကောင်းလာတဲ့ညတရာစစ်တီတော်ကြီးတိတိပြတ်ပေါ်ရဲ့လေးနဲ့တဲ့အဆုံးဖြတ်ကိုကြားနာရလို့ဝင့်မြဝင့်သာရှိတာပါတယ်။ငမိုက်သားတိတိပြတ်ကွန်အနေနဲ့မောင်တော်ဗညာအင်ရဲ့မိတ်ဆွေစဉ်မိတ်ဆွေမန်းဖြစ်အတိမတ်ပြုတ်ခံရလို့ဂုံယူမိเจ้าမှာအောင်တော့ရဲ့ ជីညိုလေးစားခြင်းကိုခံရတယ်ဆိုတာလဲအံ့ဩပွဲအံ့ဝဲတရေအထုခဲ့တဲ့အသွေနဲ့ခနာပဲပဲနင့်ကေတရာပွဲကန်ခင်စောမယ်ကတန့်တော်ပြောလိုက်တီရီပြကောင်ကိုတိုင်းလဲအံ့ဩမိကြောင်မှာအံ့ဩမယ်ဆိုလဲအံ့ဩစရာပဲမောင်တော်ကတော်ရုံတန်ရုံပုပ်ကူကိုជីညိုလေးစားတာမဟုတ်ဘူးနင့်ကေတရာပွဲကန်ခင်စောမယ်ကဆက်ရင်တိုင်းရွရွသာသာဖွင့်ဟလာရာတီရီပြကောင်ကမတိမသာပြောလိုက်တော်ရုံတန်ရုံပုပ်ကူကိုជីညိုလေးစားသူမဟုတ်တဲ့ မောင်တော်ပညာအရင်မိတ်ဆွေစီဖြစ်အတိမတ်ပြုခြင်းခံရတဲ့တီတိပြတ်ကွန်ကဆက်စုပ်ယွန်ရှာဝဲကောင်းတဲ့လူယုံမာတူဖြစ်နိုင်ပါမည်လောမင်းသားကောင်းဆောင်ထားတဲ့ဘလူဖြစ်နိုင်ပါမည်လောတီတိပြတ်ကွန်သည်နိဂေတရာဘွဲကန်ခင်စောမဲအားပြန်လည်၍စောရကတက်လာရာ ခင်စောမဲသည်ငားများကိုပပောက်ဆူကျွေးနေရမှစစ်ပွဲတီးတီးတွင်တင်မင်းနှင့်စေကင်းကြရသဖြင့်တန်တန်ခက်ချော်သည့်အသွင်လက္ခဏာပေါ်နေသော တီတီပြိုက်ကွန်အားတစေတဆောင်ကြည့်လိုက်တကယ်မှမျက်စီထဲမှာတော့စစ်တီတော်ကြီးကိုဘလူးကောင်းဆောင်းထားတဲ့မင်းသားလို့မြင်နေတယ်။ရုပ်လက္ခဏာကြမ်းတမ်းသလားစိတ်တော်တာနှုညံ့တိမ်မွေးတဲ့အမှုရာပေါ်လွင်နေတယ်။ကြမ်းတမ်းတဲ့ဘွားကြီးကိုဖြတ်ကျော်လာရလို့အတွေ့အကြုံဘဟုတုတာကျွယ်ဝတဲ့အသွင်အပြင်လက္ခဏာပေါ်နေတယ်။စစ်တီတော်ကြီးရဲ့ရုပ်သွင်လက္ခဏာနဲ့အမှုရာကိုတကယ်မှလိလာခဲခန့်လို့ရသလားအတူချုံပြီးထင်မြင်ချက်ပေးရမယ်ဆိုရင် စေတီတော်ကြီးကညတရာသီရိပြက်ကမွန်ဆိုတဲ့နာမည်နဲ့လလျောညီစွာသီရိပြက်ကမွန်ပိတပါပေးတယ်။ခင်စောမယ်ကသီရိပြက်ကမွန်ပေါ်တွင်မိမိ၏ထင်မြင်ချက်ကိုဖော်ထုတ်လိုက်သည်။ငမိုက်တာသီရိပြက်ကမွန်ရဲ့ကျန်းတန်းခက်ထျော်တဲ့ခန္ဓာကိုယ်အတွင်းမှာပြူစင်းတဲ့နှလုံးသားဂိမ်းအောင်လျက်ရှိကြောင်းနင့်ကေတရာသခင်မအကဲဖြတ်ခြင်းကိုခံယူရပါသဖြင့်အတိုင်းမသိဝင်းမြဝင်းတာဖြစ်မိကြောင်းမှာနင့်ကေတရာသခင်မဟုတ်လားမှန်ကြောင်းမှာ နင်ကေတရာဟူသောဘွဲ့အမည်မှာနာဝင်ချိုဆိတ်၍တခင်မ၏ဗရဏိနတ်သမီးနှင့်တူနှားရလောက်သည့်ယူပါယုံရုပ်သွင်းနှင့်ပဏံတင့်လာပါသဖြင့်ငမိုက်တာတိရိပြက်ကမွန်၏နှုတ်ဖြားမှလှုပ်ခနဲ့ထွက်သွားမိကြောင်းပါတိရိပြက်ကမွန်သည်ချက်တိရိပေါင်းနှင့်ပြည့်စုံသည့်နင်ကေတရာဘွဲ့ကံခင်စောမယ်၏ရုပ်သွင်းကို ကြည်မဝသည့်အမူအရာဖြင့်ကြည်ရင်ပြန်ပြောလိုက်ရာခင်စောမယ်မှာမျက်နာမထတဲ့အောင်ဖြစ်သွားရှာပေသည် ။အဲဒါရီတာထားပြီးစစ်တီတော်ကြီးကိုတခင်မပေးအပ်လိုက်တဲ့တာဝန်ကိုတခင်မမျှော်လင့်ထားတာတဲ့အောင်မြင်စွာထမ်းရွက်နိုင်စွမ်းရှိသူဖြစ်လို့တခင်မရဲ့ဂရီတိုင်းစုတော်လက်တော်များချီးမြှင့်တော်မူဖို့တာဝန်ရှိသေးတယ်။ကင်စောမေကစကားလွှဲပြောင်းပြီးပြောရင်မိမိနဲ့အတူယူဆောင်လာသည့်ဂရီပါအိတ်ကိုဒီဒီအပြတ်ကိုမြင်လောက်အောင်ထုတ်ပြလိုက်သည်။နင်ခေတရာတခင်မတီးခံတော်မူပါ။တီတီပြက်ကွန်ကလက်ဝါးကပြလိုက် စစ်တီတော်ကြီးရဲ့စွန့်ရင်တက်တီကိုအထင်သေးခံမိတဲ့အတွက်သခင်မကိုခွင့်လွှတ်ပေးပါစစ်တီတော်ကြီးအားဂျေဇုဆက်တဲ့အနေနဲ့သခင်မပေးအပ်ခဲ့တဲ့ဂရိအတိုင်းဆုတော်လက်တော်ချီးမြှင့်တာကိုလည်းလက်ခံပါနင်ကေတရာဖွဲ့ကန်ခင်စောမေကတောင်းမန်စကားပြောကြားလိုက်သည်နင်ကေတရာသခင်မဆင်ခြင်တော်မူပါ ရွှေငွေဥစ္စာရတနာထက်မေတ္တာစေနာကိုပုံမိုး၍တန်ဖိုးထားရှိကြမှာမောင်တော်မညာအိမ်ရဲ့မိတ်ဆွေစီအဖြစ်အတိမန်ပြုခံရသည်မှာ ်ရွှေငွေဥစ္စာရန်နာကိုတောင်းလို့ပုံပြီးချင်းမြင့်ချင်းခံရသည့်ထက်အမျက်တနို့ဂုံယူမိเจ้าမှာတည်တည်ပြတ်ကုန်ဖို့ရွှေငွေဥစ္စာရန်နာသည်တံပိုးလုံးဝမရှိเจ้าမှာမောင်တော်ရဲ့မိတ်ဆွေစီဖြစ်အတိမတ်ပြူချင်းခံရတာကတဌာနာပါ သခင်မပေးခဲ့တဲ့ဂရိအတိုင်းသခင်မချင်းမြင့်တဲ့ဆုတော်လက်တော်ကိုကြည်ကြည်ပြူပြူလက်ခံဖို့တောင်းပန်ပါတယ်နဲတယ်လို့သဘောမထားပါနဲ့ဆုတော်လက်တော်ကိုမျှော်ကိုပြီးတောင်းရင်ယူခဲ့ခြင်းမဟုတ်ဒီကိုပင် မဆကရှောက်တင်ခဲ့ပြီးဖြစ်ကြောင်းမှာဒါဝသခင်မှသဘောပေါက်ပါတယ်စုတော်လက်တော်ကိုမမျော်ကိုပဲမောမြတ်တန့်စင်တဲ့စေနာနဲ့အင်တန်ကြီးလေးနဲ့တာဝန်ကိုထမ်းရွက်ခဲ့ခြင်းဖြစ်တယ်ဆိုတာလည်းသခင်မှယုံကြည်တယ်စစ်တီရောကြီးပေါ်မှာသခင်မှတန်လျာမဖြစ်ပါဘူးဒါပေမဲ့သခင်မှဂရိအတိုင်းစုတော်လက်တော်ချီးမြှင့်တာကိုလက်ခံဖို့တောင်းပန်ပါတယ်နင်ကေဒရာကစုတော်လက်တော်ကိုလက်ခံရန်တောင်းပန်စကားပြောကြားလိုက်သည် အခြေအနေတစ်မျိုးတစ်ပုံပြောင်းလဲသွားပြီဖြစ်တဲ့အတွက်စုတော်လက်တော်ချင်းမြင်ရမလို့တော့ကြောင်းပါတကယ်မှဂရိပေးခဲ့စဉ်ကအခြေအနေနဲ့လက်ရှိအခြေအနေကကွာခြားနေပါပြီလက်ရှိအခြေအနေမှာမိုးနဲ့မြေကြီးပမာကွာခြားသွားပြီတကယ်မှဂရိပေးခဲ့စဉ်ကတေဒီပြတ်ကွန်ကသမုတ်တရားဝန်တထွားအတွက်ငါဝန်ပူဇာမနေတာလို့ကျေးဇာဘဝနဲ့တာဝန်ထမ်းရွက်ခဲ့ခြင်းဖြစ်ကြောင်းပါယခုမောင်တော်ဗညာအိမ်ရဲ့စစ်မှန်သောမိတ်ဆွေဖြစ်သူ ရောက်ရှိလာပြီဖြစ်ဒီကိုနှင်ခဲ့တော်သခင်မတတိပြုစင်ကျင်တော်မူပါဒိဋ္ဌိပြကောင်ကဆုတော်လက်တော်ကိုလက်မခံဘဲညင်းဆန်လိုက်သည်စစ်တီတော်ကြီးရဲ့စင်ရင်စေနာကိုသခင်မကလေးစားပါတယ်ဒါပေမဲ့သမုတ်တရားဝန်တထွားရေးအတွက်တော်ဖြင့်ဖြူစင်တဲ့စေနာနဲ့ချင်းမြင့်တဲ့ဆုတော်လက်တော်ကိုလက်ခံဖို့တင့်ပါတယ်နိဂေဒရာကသီရိပြက်ကွန်ဤစကားဖြင့်သီရိပြက်ကွန်အားပြန်၍အနာယူလာရာသီရိပြက်ကွန်သည်တစုံတရာပြန်မပြောဘဲ ရေကန်တော်၏ပတ်ဝန်းကျင်ရှိစိန်နှန်းဆိုပြည်သည့်မြက်ခင်းကိုရန်သူပမာချေဖြင့်နင်းချေဖြက်စည်းနေသည်ကို တွေ့ရပေသည်တိရိပြတ်ကုန်၏မျက်နှာမှာလည်းညိုပုပ်ပုပ်ဖြစ်နေပြီးအလုံးမကျသည့်အမှုရာပေါ်လွင်လျက်ရှိသည်တခင်မစေနာနှင့်ချင်းမြင့်တော်မူတဲ့ဆုတော်လက်တော်ကိုလက်ခံရမှာတားလောက်ပဲအဖြစ်သေးနေရသလားဆူတော်လက်တော်ကိုလက်ခံလာယုံနဲ့စစ်တီတော်ကြီးရဲ့ဂုံတိတ်ကကြာစင်းသွားမယ်လို့မှတ်တင်နေပါလား။တခင်မကိုအဖက်မတန်မှုထင်လို့ ။တခင်မချင်းမြင့်တဲ့ဆုတော်လက်တော်ကိုလက်မခံမဲ့ညှဉ်းဆန်နေရလား။နေငယ်သရာမှာဆုတော်လက်တော်ကိုကြည်ကြည်ပြူပြူလက်ခံရန်တောင်းပန်ရင်းမရသဖြင့်စိတ်တိုးနေပုံရသည်။တခင်မမိန်တော်မူလိုက်သည့်စကားတွေကသီရိပြက်ကွန်ကိုစော်ကားသလိုဖြစ်နေလို့ဤစကားဤတွင်ရက်ပြီးငမိုက်တာသီရိပြက်ကွန်အားတခင်မပါမသွားဝင်ပြုတော်မူပါ။သီရိပြက်ကွန်ကမျက်လွားကိုချပြီးခွင့်ပန်လိုက်သည်။တခင်မစေနာကိုဝေနာဖြစ်အောင်ပြောလိုက်တာလား။ရိုင်းပြလာကြည်လား။ တိတိပြတ်ငွေရစီနာကိုသာလင်းတခင်မကဝေနာဖြစ်အောင်ဖန်တီးနေခြင်းဖြစ်ကြောင်းမှာတိတိပြတ်ကွန်ကတခုံးမကန်နှုတ်လန်ထိုးလိုက်ဘာပဲပြောပြောဘာပဲထင်နေတခင်မဂရီကိုတော့မဖြစ်နိုင်ဘူးတခင်မချင်းမြင့်တော်မူမယ်လို့ဂရီပေးခဲ့တဲ့စုတော်လက်တော်ကိုတခင်မချင်းမြာမှာကျင်းနဲ့နိုင်မယ်စုတော်လက်တော်လက်ခံမှာနိကေဒရာကပြောပြောဆိုဆိုဂရီပါအိမ်နဲ့ထက်ထားသည့်အသက်ပြများကိုတိတိပြတ်ကွန်ဤလက်သို့ဆိုအတင်းပေးအပ်လာရာ တည်တိပြကုံကတစုံတရာပြန်မပြောပဲစုတော်လက်တော်ကိုလက်ခံလိုက်ပြီးမှဂရီပါအိတ်ကိုလက်ထဲတွင်ချိန်ဆကြည့်ပြီးကြာမျိုးစုံ၏ရနက်များဖြင့်ကြိုင်တင်းလျက်ရှိသည့်ရေကန်တွင်သို့ပစ်ချလာရာနင့်ကေတရာဝက်ကန်ခင်စောမယ်သည်တည်တိပြကုံအားဒေါသလျံသောမျက်လုံးများဖြင့်ကြည့်နေပေသည်တည်တိပြကုံမှမူရှိအောက်သို့ဆုံးဆုံးမြောက်သာသည့်ဂရီပါအိတ်ကိုကြည့်ရင်ခြေနက်သည့်အမူအရာဖြင့်ပြုံးလိုက်ပြီးမှတဖန်မိမိအားဒေါသလျံသည့်မျက်လုံးများဖြင့် စမတက်ဝါမတက်ကြည်နေသောနင်းကေတရာဝဲရန်ခင်စောမယ်ဘက်သို့မျက်နှာမူလိုက်သည်နင်းကေတရာသခင်မငမိုက်သားတီတီပြတ်ကုန်ပေါ်မှာရွှေစိတ်တော်မညူညင်ပါနဲ့ဒေါသအမျက်ကိုထိမ့်သိမ့်တော်မူပါငမိုက်သားတီတီပြတ်ကုန်ကနင်းကေတရာသခင်မရဲ့မောင်တော်ဗညာအင်ရဲ့လေးစားအပ်တဲ့မိတ်ဆွေစစ်မိတ်ဆွေမန်ဖြစ်ကိုရောက်၍လာပြီးဖြစ်ပါသဖြင့်နင်းကေတရာသခင်မချီးမြှင့်တဲ့ဆုတော်လက်တော်တွေကိုလက်မခံနိုင်သူကိုခွင့်လွှတ်တော်မူပါ မောင်တော်ပညာအိမ်ရဲ့ဆန္ဒအရနမိုက်သားသီရိပြက်ကွန်ကမင်းစီသူနဲ့အတူနင့်ကေတရာသခင်မရဲ့အိမ်တော်ကိုဧည့်သည်တော်များအဖြစ်အခိုက်တန်တဲကိုနေထိုင်ရန်သဘောတူ လက်ခံခဲ့ပါသဖြင့်ဤဆိုင်တော်တွင်တဲကိုနေထိုင်သည့်အခိုက်တန်တွင် သမုတ်တရားဝင့်တထွာအတွက်လည်းပူပန်စရာမရှိတော့ပါသီရိပြက်ကွန်ကမချိုးမချင်းအမှုအရာဖြင့်ရှောက်တင်လာရာနင့်ကေတရာဘွဲကန်ခင်စောမယ်သည်သီရိပြက်ကွန်ကိုအံ့အားတင်သည့်အမှုအရာဖြင့် နေဆိုင်ကြည်နေမိပေသည်အခိုက်တန့်ဆိုတာဘလောက်ကြောင်ပါလဲနင်းကေတရာဘွဲကန်ခင်စောမြန်မာ၎င်းဤဆိုင်တော်တွင်ယောက်ျားဧည့်သည်တဲကိုနေထားမိကိုစိုးရင်သည်အမှုရာဖြင့်ပြန်မေးလိုက်အနာဂတ်ကိုမျော်မှန်းရန်မဖြစ်နိုင်မှသဖြင့်မြည်ွေမြည်များကြာမီကိုမခံမှန်းနိုင်ကြောင်းမှ ခြေနေကသာဆုံးဖြတ်ပေးပါလိမ့်မည်တိရိပြတ်ကွန်ကဖြစ်ပေးလိုက်ရာနင်းကေတရာသည်ဤကံတော်အတွင်းရှိငါးများမြူးထူပြောပါနေသည်ကိုငေးဆိုင်ကြည့်ရင် တစုံတရာစဉ်းစားနေပြီရေကန်တော်နဲ့ပြစ်ချလိုက်တဲ့အသက်ပြားတွေဘယ်လိုလုပ်ရမှာလဲနေကင်တရာကရေကန်တော်တွင်သူငိဆိုင်ကြည့်မေးပြန်စီရင်နှမ်းပါတဲ့သူတွေကိုထောက်ပံ့လူတန်းရန်ကြံပေးလိုချောင်းမှာတီတီပြက်ကွန်ကအဖြေပေးလိုက်သည်လူတို့လူစမ်းမယ်ဒီလိုလူမျိုးတကားမှမတွေ့ဘူးသေးဘူးနေကင်တရာဘွဲကန်ခင်စောမယ်ကတရားဥထဲပြောတယ်လို့ပြောလိုက်ဤစကားအမှန်မင်ဖြစ်ကြောင်းမှာငမိုက်သားတီတီပြက်ကွန်နဲ့တူတဲ့လူဤစဘူးမှာရှာလို့တွေ့နိုင်မှာမဟုတ်ကြောင်းမှာ ကြွားလုံးကြီးလာကြီးလားကြွားပါခြင်းဖောက်ချောင်းမှာတီတီပြတ်ကွန်သည်တီတီပြတ်ကွန်ဖြစ်သည်ကိုနှင်းကြေသရာတခင်မှတတိပြုဆင်ခြင်တော်မူပါတီတီပြတ်ကွန်ကရှုတီတီမျက်နှာထားဖြင့်ပြောလာရာနှင်းကြေသရာသည်တီတီပြတ်ကွန်အားခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီးမတိမတာပြုံးလိုက်ဒီနာမည်ကြီးကိုတော်သဘောချနေတယ်ထင်တယ်နှင်းကြေသရာဘွဲကန်ခင်စောမယ်ကခနှုတ်ခနဲ့ပြောလိုက်ပြန်အမည်နာမမှာပြည့်ညတ်တာဖြစ်ကြမှာ ပညာပင်ဖြစ်စေကောင်းမပညာသွားရဓာတ်သက်ပါရတဲ့မဟုတ်ပါလားဤစကားမင်းသိတယ်လို့မှန်ချောင်းမှာတိရိဖြတ်ကွန်သည်တိရိဖြတ်ကွန်ပိတချောင်းနိငေတရာသခင်မဝန်ခံတော်မူခဲ့ပြီးဖြစ်သည်ကိုတတိပြုတော်မူပါတိရိဖြတ်ကွန်သည်တိရိဖြတ်ကွန်သာဖြစ်၍တိရိဖြတ်ကွန်ကလွဲ၍တိရိဖြတ်ကွန်နှင့်တူသည့်သူဤစဘူတွင်ရှိလိမ့်မည်မဟုတ်ချောင်းမှာတိရိဖြတ်ကွန်ကပဟေလိဆန်ဆန်ဖြစ်ပေးလိုက်တဲဆိုတဲ့စာပါ ဇဘူမှာတလူသာရှိတယ်လို့ကြွားလုံးထုတ်လိုက်တာလားကြွားလုံးထုတ်ခြင်းမဟုတ်ကြမှာဟုတ်တိုင်းမှန်ရာကိုသဘောပေါက်နားလည်စီရင်တက်သွေးမှတ်သွေးရှင်းပြနေခြင်းဖြစ်ကြမှာနှင်းကေတရာဘွဲ့ကံသခင်မသည်လည်းနှင်းကေတရာသခင်မသာဖြစ်၍နှင်းကေတရာသခင်မနှင့်တူနိုင်စရာဆို၍ဤသူမှာနှင်းကေတရာ တူတဲ့သာရှိနိုင်တဲ့သူဖြစ်ကြမှာ စကားတတ်တိုင်းလှက်ပတ်ပြီးပြောမိမှာနဲ့စစ်တီတော်ကြီးရဲ့အတိတ်ပစ္စုပန်နာဂတ်မြုံမန်းချက်ကိုတခင်မှမသိရဘူးလားနင်းကေသရာဘွဲကန်ခင်စောမေကစကားလွှဲပြောင်းသွားစီရန်မိကုံထုတ်လိုက်သည်ဒူဒူနဲ့လူရင်ပြောရမယ်ဆိုရင်တော့တီတီပြက်ကွန်ကပစ္စည်းဥစ္စာကျွဲဝချမ်းသာသူမဟုတ်မိတ်ဆွေပေါင်းသင်းဟူ၍လည်းပြောပါလာအောင်ရှိပဲဒေးမင်းနဲ့အချင်းချင်းစိတ်ခင်းလာကြရလို့လော့ဂရန်ရဲ့ဒီလိုင်းကိုကြံ့ကြံ့ခံနိုင်တဲ့အညတရာတီတီပြက်ကွန်ဖြစ်တောင်းမှာနာဂတ်ရဲ့မျက်မှန်းချက်ဆို၍ တိတိကျကျမရှိတော့လဲစိတ်ကူးရင်အိမ်မက်များမှမူပြောရင်မကုံနိုင်အောင်ပင်များပြလှချောင်းမှာစိတ်ကူးရင် အိမ်မက်ဟုတ်လားစစ်တီတော်ကြီးကလက်တွေ့သမားလို့တကင်းမှမှတ်ထင်ခဲ့တာပါစင်အောင်လွဲနေပြီပေါ့စိတ်ဒေနာနိယတိလောကဟုသောဘုရားဟောပါဠိတော်လာရှိသည်နှင့်အညီစိတ်သည်လောကကြီးတစ်ခုလုံးကို ရှေ့ဆောင်လျက်ရှိသည်ကိုတကင်းမှဆင်ခြင်တော်မူပါစိတ်နှင့်ဆက်ဆိုင်သည်များသောသဘောတရားတို့သည် ဖြစီခြင်းပြောဆိုခြင်းပြုလုပ်ခြင်းတို့သည်စိတ်တည်သားလင်ရှိသွားရှိကုန်၏စိတ်သားလင်ကြီးမှုရှိကုန်၏စသဖြင့်ဓမ္မဒေသနာတော်တွင်လာရှိသည်နှင့်အညီကာယကံဝစီကံမနောကံတို့သည်စိတ်ဤနောက်မှလိုက်ပါကြခြင်းသာဖြစ်သည်ကိုလည်းနှင်ကေတရာတခင်မှတရိပ်ပြုဆင်ခြင်းတော်မူပါစိတ်သားလင်ရင်းကံစိတ်သားလင်ပြာနာဖြစ်၍ဖြစီခြင်းပြောဆိုခြင်းပြုလုပ်ခြင်းစသည့်အမှုတို့မှာစိတ်ကိုယင်းတည်ပြီးဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းမှာစိတ်ကူရင်အိမ်မှာလည်း စိတ်ပင်ဖြစ်သည်ကိုနှင်းခဲ့သရာသခင်မှတရိပ်ပြုတော်မူပါ။ဟွန်းလက်ဆက်တော်ဓမ္မကတိကပုဂ္ဂိုလ်ကြီးနဲ့လာတွေ့နေရတာကိုဓမ္မကတိကမဟုတ်ကြမှာအညတရာသီရိသီရိပြက်ကွန်ကပြောနေကြလေတဲ့အတိုင်းစကားဆလာရာနှင်းခဲ့သရာကလဝါကပြလိုက်ပြီးအညတရာသီရိပြက်ကွန်မှန်သခင်မှတိပါတယ်။ နင်းကေဒရာကစကားပြတ်သွားအောင်ပြောလိုက်ပြီးရေကန်တော်တွင်းရှိငါးများကိုပေါက်ပေါက်ဆိုချွေရင်တစုံတရာကိုလေးလေးနက်နက်စဉ်းစားနေပြန်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ